social engineering မှာဒီ low centric ရှာတာကတကယ်ကိုအာခြေခံကြပြီးတော့အရေးကြီးတဲ့အချက်တခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် low centric ကိုအာကျွန်တော်ရှာတတ်ဖို့လိုတယ်ပေါ့အဲ့တော့ဒီဗီဒီယိုမှာကျွန်တော် low centric ကိုဘယ်လိုရှာရမလဲဆိုတာကိုတွေ့ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကြည့်လိုက်ရအောင်ပါအဲ့တော့ကျွန်တော်ဒီမှာဒီ member တချောင်းရှိရေပေါ့လေအာတစ်ဖက်မှာကျွန်တော် 5k loading ရှိရေနောက်တစ်ဖက်မှာကျွန်တော် 8k loading ရှိရေအဲ့တော့ဒီ loading တစ်ခုကဒါအာမညီ unequal loading ဖြစ်နေတယ်ပေါ့နော် loading မကြီးမညာဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့က center loading တစ်ခုရဲ့ central ကဒါ center မှာရှိမှာမဟုတ်ဘူးပေါ့အဲ့တော့နှစ်ခုလုံးညီနေရင်တော့ဒါကတော့သူက center မှာပဲရှိမယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ဒီဘယ်နားမှာရှိမလဲဆိုတော့ကျွန်တော်တွေ့ကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကိုဟာဒီ equivalent system လေးတခုကျွန်တော်တို့ create လုပ်လိုက်မယ်ဒီ equivalent system နဲ့ equivalent ဖြစ်တဲ့ system လေးတခုကျွန်တော် create လုပ်လိုက်မယ်ပေါ့နော်အဲ့တော့အ equivalent system ဆိုလို့ရှိရင်ကျွန်တော်တို့ကအ post ကလည်း တူရမယ်ပေါ့နော် submission ဒီ f1 နဲ့ submission f2 နဲ့ညီရမယ်ဆိုတော့ဒီဘက်မှာရှိတဲ့ force total နဲ့ဒီဘက်မှာရှိတဲ့ force total ကညီရမယ်နောက်ပြီးရှင် moment ပေါ့နော်ကျွန်တော်တို့ moment ဒီ point နဲ့ point မှာ moment ကောက်လိုက်မယ်ဆိုလို့ရှင်အဲ့ moment ကတူတူဖြစ်ရမယ်ဒါဆိုလို့ရှင်ကျွန်တော်တို့အာ equivalent system လို့ပြောလို့ရတယ်ပေါ့ဒီ loading တစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့က 13k ရမယ်ပေါ့အဲ့တော့ဒီဘက်မှာကျွန်တော်တို့ loading က 13k ရှိမယ်ဒီကောင်ကကျွန်တော်တို့5 meter length โอเคအဲ့တော့ကျွန်တော်ဒီ distance ကဘယ်လောက်လဲဆိုတော့ကျွန်တော်ရှားမှာဖြစ်တယ်မနော်အဲ့တော့ကျွန်တော်ဒီ distance ကိုကျွန်တော် x လို့မှတ်လိုက်မယ် moment level dot ကိုကျွန်တော်ဒီမှာ point လေးထည့်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီဘက်ဘေဘက်မှာကိုကျွန်တော်က a လို့ယူလိုက်မယ်ညာဘက် point ကိုကျွန်တော် point b ပေါ့နိဒီဘက် system မှာလည်းကျွန်တော် point ab ပေးလိုက်မယ်ပေါ့အဲ့တော့ကျွန်တော်ဒီဘက်ကိုဘေဘက်ကဒါ system 1ပေါ့နော်ညာဘက်မှာတော့ system 2ပေါ့ ဲ့တော့ဒီ equivalent ဖြစ်ဖို့အတွက်ဒီနှစ်ခုက equivalent ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ summation f equal to summation f1 equal to summation f2 နောက်ပြီးလို့ရှိရင် summation ma1 equal to summation m a2 ပေါ့ဒါဒီနေရာမှာကျွန်တော်တို့ b ကနေ moment လည်းလည်းရတယ် summation mb1 equal to summation mb2 ဆိုရင်လည်းရတယ်ပေါ့နော်အဓိကကကျွန်တော်တို့ဒီအဲ့ point မှာရှိတဲ့ moment ကတစ်ဖက် point မှာတစ်ဖက် system မှာလည်းအဲ့ point မှာရှိတဲ့ moment နဲ့ညီရမယ်ပေါ့နော် a မှာရှိတဲ့ system 1တည်းဆိုလို့ရှိရင်ဒါ အေးမှာရှိတဲ့ moment ကလား10ပေနဲ့ဒီ5မီတာနဲ့မျှပါမှာပေါ့နော်ဆိုတော့8 8k နဲ့ 8k နဲ့ဒီ5မီတာနဲ့မျှပါမှာပေါ့ပြီးလို့ရှိရင်ကျွန်တော် system 2မှာဆိုလို့ရှိရင်တော့ဒါ 13k နဲ့ဒီ x နဲ့မျှပါမှာကျွန်တော်ဒီ x ကိုလိုရှင်တယ်ဆိုလို့ရှိရင်ဒီဟိုဘက်မှာသွားပြီးတော့ဒီ13နဲ့စလိုက်မယ်ဆိုလို့ရှိရင်ဒါ x တန်ဖို့ရမှာဖြစ်တယ်ပေါ့နော်အဲကျွန်တော်တောက်လိုက်မယ်ဆိုလို့ရှိရင်ဒါ3 point 3.1ပေါ့လေ3.1မီတာပေါ့အဲ့တော့ဒီ h နေရာမှာကျွန်တော်2.1မီတာရရတယ်ပေါ့နော်အဲ့တော့ a ကနေဒီ 13k ဆိုတဲ့အာဒီ force ကဒီ a ကနေပြီးတော့3.1မီတာမှာရှိနေတယ်အဲတဘောကဒီအာ 8k ဘက်ကိုပို့ပြီးတော့နေတယ်ပေါ့နော်သူက center မှာရှိတာမဟုတ်ဘူးအာသူက moment ဒီ 8k နဲ့ 5k ဆိုလို့ရှိရင် 8k ကများတာဖြစ်တဲ့အတွက်ကြောင့်သူက 8k ဘက်ကိုပို့ပြီးတော့နေတယ် ဆိုတာတမျိုးဒါတပုတ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုကြည့်အောင်ပါအဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ loading ၃ခုရှိရပါတော့ loading အဲ loading ၃ခုရှိရ 5k ရ 6k ရ 8k ရပေါ့အဲ့တော့ဒီဒီမှာ dimension အတိုင်းပေါ့နော်3 meter 6 meter ရှိရပေါ့အဲ့တော့ဒီဟာကိုလည်းကျွန်တော်ဒီဘက်မှာ equivalent system နဲ့တခုကျွန်တော်ဆွဲလိုက်မယ်ပေါ့ဒီဒီဘက်မှာလည်းကျွန်တော် loading total စုစုပေါင်းက total loading ကဒီဘက်မှာဒီဘက်မှာရှိတဲ့ total loading နဲ့ဒီ system 2မှာရှိတဲ့ total total loading ကညီရမှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ APC တက်လိုက်မယ်ဒီဘက်မှာတော့ကျွန်တော်တို့ A ဟို BR တက်ရေးမကြည့် A ဆိုရင်တော့ရရပေါ့နော်အဲ့ကျွန်တော်ဒီမှာ A ရဲ့ C ရဲ့ပဲတက်လိုက်တော့ဒီမှာဒီဘက်မှာလည်းကျွန်တော် total loading ကဘယ်လောက်ရှိလဲဆိုတော့ prime media ပေါင်းလိုက်ရမယ်ပေါ့အဲ့တော့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့19 gig ပြရမယ်ပေါ့နော်19 gig ကကျွန်တော်တို့ဘယ်လောက်မှာ ီဒီဒီ A ကနေပြီးတော့ distance ဘယ်လောက်မှရှိတာလဲဆိုတာကျွန်တော်တွေ့ရမှာဖြစ်တယ်ပေါ့အဲကျွန်တော် total total length က9မီတာပေါ့နော် total length က9မီတာရှိရဲ့အဲ့တော့ခုနအတိုင်းပဲကျွန်တော်တွေ့ရမှာဖြစ်တယ်အဲခုနအတိုင်းပဲကျွန်တော်ဒီအာ force ကတော့ဒါတူသွားပြီပေါ့နော်အဲ့တော့ကျွန်တော် moment ပေါ့ရမှာပေါ့ equivalent equivalent moment ရှာမှာအဲ့တော့ဒီ best system က system 1အာဒီညာဘက်ကဒါ system 2ပေါ့အဲ့တော့ system 1မှာရှိရဲ့ system 1ရဲ့ a မှာရှိရဲ့ moment နဲ့ system 2ရဲ့ a မှာရှိရဲ့ moment ကညီရမယ်အဲ့တော့ summation ma uh, 1ပေါ့နော် ma 1 equal to summation ma 2နဲ့ညီရမယ်ပေါ့အဲ့တော့ system 1မှာပါ force တွေကဒီ moment ဖြစ်စေမလဲဆိုတော့ကျွန်တော်တို့ 6k ဖြစ်မယ်ပြီးလို့ရှိရင် 8k ရ moment ဖြစ်မယ်အဲ့တော့ 6k ကဘယ်လောက်နဲ့လဲမလဲဆိုလို့ရှိရင် 3 3 meter na lane အဲ့တော့6 into 3ပေါ့ plus not ကိုပါလဲဆိုတော့ကျွန်တော် 8k ကလေးမှာ 8k ကအာ6 meter အာ sorry 9 meter နဲ့လေးမှာပေါ့နော်9 meter နဲ့လေးမှာ sorry okay ပြီးလို့ရှိရင် okay system 2မှာကျတော့ကျွန်တော် 19k 19k က 8 days နဲ့မှလင်းမှာเอสไนติงเกตอินทูเอ็กซ์ပေါ့ဒါဆိုလို့ရှင်ကျွန်တော်เอ็กซ์ကိုလိုချင်တယ်ဆိုလို့ရှင်ဒီဟိုဘက်မှာတွားပြီးတော့ไนติงเกตနဲ့စားလိုက်မယ်ဆိုလို့ရှင်ဒါเอ็กซ์တန်ဖို့ရတာပေါ့နော်အဲ့တော့ဘယ်လောက်ရလဲဆိုလို့ရှင်ရ4.74ပေါ့နော်4.74မီတာရတယ် ဒီတခါလဲကျွန်တော်တို့ကဒီ4.5အကျော်ပေါ့နော်တဝက်ကျော်ကျော်မှရှိတယ်အဲ့တော့ညာဘက်ကိုပို့ပြီးတော့နီကတ်တယ်ပေါ့ဒီ low centric ကအဲ့ဒီ h နေရာမှာကျွန်တော်ဒီကနေ a ကနေပြီးတော့ကျွန်တော်တို့4.74ဆိုတဲ့အကွာမှာ4.74မီတာအကွာမှာကျွန်တော် 19k တက်ရောက်နေတယ်ပေါ့နော်ဟိုဒါ low centric ရှာတာဖြစ်တယ်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုကြည့်အောင်နောက်တစ်ခုကကျွန်တော်တို့ force နဲ့ဒီ moment နဲ့ရှိနေရင်လည်းကျွန်တော်တို့အဲ့ဒါကို ီ equivalent system ပြောင်းပြီးတော့အာလောက်စံတွဲရှာလို့ရသေးတယ်။ဒါမျိုး member တခုရှိရပေါ့။အဲဒီဘက်မှာကျွန်တော်တို့က 10k ဆိုတဲ့ loading တခုရှိနေမယ်။ပြီးလို့ရှိရင်အာကျွန်တော်တို့ကျွန်တော်တို့ navbar ဆောင်မှာကျွန်တော် moment တခုရှိနေပေါ့နော်။ကျွန်တော်တို့ဒီ80လောက်ထားကြည့်လိုက်မယ်။ 80k fill လောက်ဆိုတော့ 80k အာမိတာပေါ့နော်။အဲ့တော့ဒီက sorry ဒါကကျွန်တော် မှားသွားတယ်ပေါ့တကယ်ကဒါ unit ကမတူဘူးပေါ့နော်ခေမီတာဆိုတာမရှိဘူးမရှိဘူးကျွန်တော်ကျွန်တော်တို့ခုနရှေ့ရှေ့မှာပြခဲ့တဲ့ပုံစံတွေမှာလည်းဒါတကယ်က unit ကမှားနေတယ်ပေါ့တကယ်ကစ်ဆိုလို့ရှိရင်ကျွန်တော်ဖိနေပြရမယ်အဲ့တော့ဟိုမီတာဆိုလို့ရှိရင်တော့ဒါက newton လို့ပါလို့ပြရမှာပေါ့နော်ဒါကျွန်တော်ဒီ unit unit ကိုတတိထတတိမထမင်းလိုက်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒါကီလိုမီတာတော့မဟုတ်ဘူးဒါကျွန်တော်တို့ခေမီတာကိုပြောတာတကယ်ကခေမီတာမရှိအောင်ခေဖြစ်ဖြစ်ဖြစ်ရမှာပါနော် โอเคသားပါတော့ဒီအဓိကကျွန်တော် concept ပဲနားလည်ရပါပြီအဲ့တော့ကျွန်တော်ဒီဟာနဲ့ညီတဲ့အာကျွန်တော် equivalent system တကူကျွန်တော် create လုပ်လို့ရတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာ step ပြီးတော့ဆွဲကြည့်လိုက်မယ်ပေါ့နော် force ကကျွန်တော် total force ကဒီဘက်မှာလည်းကျွန်တော်က 10k ပဲဖြစ်ရမယ်ပေါ့နော်အဲ့တော့ 10k ကျွန်တော်ဘယ်နားလောက်မှာ 10k ရှိနေမလဲပေါ့အဲ့တော့ကျွန်တော်ဒီမှာစမ်းပြီးတော့ဒီနားလောက်မှာကျွန်တော်ဆွဲကြည့်လိုက်မယ်ပေါ့နော်ဒါဒီနားလောက်မှာကျွန်တော် 10k ရှိတယ်ပေါ့ tank ကြီးရှိတယ်အဲသူ့ရဲ့ distance ကိုကျွန်တော်ဒီကနေ h အကွာမှာပေါ့နော် h h လို့မှတ်လိုက်မယ်ပေါ့အဲတော့ဒီ h ကိုကျွန်တော်ရှားမှာဘယ်လောက်မှရှိမလဲပေါ့အဲကျွန်တော် total က5 meter အဲတော့တကယ်ကဒီဒီဒီ h ကဒါ5 meter တဲ့မြိုင်လည်းမြားမယ်ပေါ့နော်ကျွန်တော်မှန်းလို့မရအောင်အဲ့ဒီမှန်းကြည့်တာပါဆိုတော့အာကျွန်တော်ဒီ moment ပေါ်မူတည်ပြီးတော့ဒီ moment က80တောင်ရှိတာဆိုတော့ကျွန်တော်ဒီ 10k ဒါတော့မယ်ဆိုလို့ရှိရင် ဒီ h က5မီတာကျော်ရဲကျော်မယ်နဲ့နဲ့နဲ့မယ်ပေါ့နော်ကျွန်တော်တွေ့ကြရမှာပေါ့ okay အဲ့တော့ကျွန်တော်ဒီမှာ summation ခုနအတိုင်းပဲဒီ ma1 equal to summation ma2 ပေါ့ခုနအတိုင်းပဲတွေ့တာပေါ့နော်အဲ့လိုပဲတွေ့လိုက်ရုံပဲအဲ့ဒါဆိုလို့ဒီဘက်မှာကျွန်တော် ma1 ဆိုလို့ရှိရင်တော့ h အာဒီ h kb မီတာပေါ့နော် sorry 80ပဲရှိရပေါ့ 80ပဲရှိတဲ့10 kHz moment မဖြစ်စေနိုင်ဘူးပေါ့နော် A မှာအဲ့တော့80ရှိမယ်ဒီဘက်မှာကျတော့ကျွန်တော်က10ဒီ10 kHz နဲ့ h နဲ့မျှောက်အောင်ပေါ့ဒီဘက်မှာကျတော့10 kHz နဲ့ h နဲ့မျှောက်အဲ့တော့ကျွန်တော်တို့ h ကိုလိုရှင်နေဆိုလို့ရှင်ရှာလိုက်မယ်ဆိုလို့ရှင်ဘယ်လောက်ရအောင်လဲ8မီတာရတယ်8မီ80ကို10ဆိုရယ်နော်8မီတာရမယ်အဲ့တော့ဒီ member ရဲ့အပင်တော်ရောက်သွားပြီပေါ့နော်ဒါ x ကဒီ member ရဲ့အပင်ရောက်သွားပြီဒါဆိုလို့ရှိရင်ဒီ moment အိတ်ကြီးဆိုတဲ့ moment ကတော်တော်များတယ်လို့ပြောရတာပေါ့နော်အားကြောင့်မလို့သူကအပြင်ရောက်တော့တာဖြစ်တယ်ပေါ့အဲ့တော့အာကျွန်တော်တို့ moment ကိုနည်းနည်းလေး short ကြည့်အောင်ပေါ့နော်80ဆိုရင်များတယ်ဘယ်လောက် short ကြည့်မလဲဆိုတော့ဒီမှာအာကျွန်တော်20လောက်ထားကြည့်လိုက်ပြီပေါ့နော်အာကျွန်တော်20အာ20 km လည်း sorry 20အာ km လောက်ထားကြည့်လိုက်ပြီပေါ့နော် sorry km ပြောနေတာနည်းနည်းတော့ okay 20 km ထားကြည့်လိုက်မယ်အဲ့တော့ဆိုတော့ကျွန်တော်80နေရာမှာအကုန်20လိုက်တယ်ပေါ့ ဒီမှာ20ဖြစ်သွားမယ်လို့ရှိရင်ဒီအပေါ်မှာလည်းကျွန်တော်တို့ဒီမှာ20ဖြစ်သွားမယ်ဆိုလို့ရှိရင်ဒါဆိုလည်းအဖြေရတဲ့ကြာ2မီတာပဲထွက်မှာပေါ့2မီတာထွက်နေ Okay အဲ့တော့ဒီမှာ8နေရာမှာဒါ2မီတာအဲ့ဒီနော်လုံးအဲ့တော့ tan gauge ရှိမယ်အာဒီ8ကဒါ2မီတာမှာရှိမယ်2မီတာမှာရှိတယ်ပေါ့နော်အဲဒါ ဒါဒီဘက်ဒီဘက်မှာရှိတဲ့ဒီဒီ moment တခုနဲ့ဒီ tank ဆိုတဲ့ force တခုကဒီဒါမျိုး tank ဒီ A ကနေ2မီတာကွာမှာရှိတဲ့ tank နဲ့ဒါ equivalent ဖြစ်တယ်ပေါ့နော်ဒီလိုဆိုရင်တော့ကျွန်တော်ဒီ low centroid တွေကိုရှာတက်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ